အားလုံးပဲမင်္ဂလာပါအာဒီနေ့ကျွန်တော်တင် जा ပေးမယ်ကျွန်တော်ဒီခြေတန်းဆက်နှစ်ကွက်ထဲကဒီနေ့တင်ပေးမှာကတော့အငိမ့်ပြေးနှစင်ပြေးဖြစ်ပါတယ် အငိမ်ပြေးနှစ်ဆင့်ပြေးကာကွက်လေးကတော့အရန်ကိုအတုံးများတယ်ဒီဒီ6လောက်ပုံစံလေးရပါဘောနော်အရန်အတုံးများတယ်ဟိုတော့ကဆိုရင်ကျွန်တော်အငိမ်မင်းသမီးတွေကျွန်တော်တို့အငိမ်မင်းသမီးတွေအဲဒီဘက်ခေအငိမ်မင်းသမီးတွေလည်းတော်တော်များများမင်းသမီးတွေလည်းတော်တော်များများတုံးကြတယ်ဘောနော်ကျွန်တော်တို့ရင်းလေးတွေရင်းကတွေမှာလည်းတော်တော်များများအတုံးပြည့်တဲ့ဒီ6လောက်ပုံစံလေးပါအဲအရန်ကိုအတုံးတက်ပါတယ်ဒီဟာလေးကိုလိုက်ပြီးတော့အဲအကောင်းဆုံးလေ့ကျင့်နိုင်ဖို့လည်းမျှော်လင့်ပါတယ်ကျွန်တော်ရှေ့အပတ်ဒီမှာတော့ကျွန်တော်သင်ကြားပေးတာကတော့ဒီခြေတင်နှမ်းမှာဆိုရင်ကျွန်တော်ကွင်းထိုင်ခြင်းကွင်းထိုင်ခြင်းကတော့ကျွန်တော်အစပိုင်းမှာပဲရှေ့ ချိန်မှာဗီဒီယိုရီဗီဒီယိုမှာကျွန်တော်ထပ်ခါတာကပြောခဲ့ပါတယ်အရန်ရေးကြည့်ပါတယ်အဲကျွန်တော်မြန်မာအကမှာဆိုရင်ကျွန်တော်ဂွင်အသားကြနေဖို့လိုအပ်ပါတယ်ကျွန်တော်ဂွင်ကိုများများမထိုင်တာဟုတ်ဆိုရင်ကျွန်တော်အချိုးကြတဲ့ကောက်ွက်တွေကိုရမှာမဟုတ်ပါဘူးအဲ့တော့အောက်ပိုင်းပေါ့နော်အောက်ပိုင်းချိုးကြတဲ့ကောက်ွက်တွေမဖြစ်နိုင်ပါဘူးအဲ့တော့ဂွင်ကိုအများကြီးလေ့ကျင့်ထားဖို့လိုအပ်ပါတယ်နေ့စဉ်လေ့ကျင့်ဖို့လိုအပ်ပါတယ်ကျွန်တော်ဂွင်ပြီးတော့ကျွန်တော်တို့ ်ဝင်ပြီးသွားတော့ကျွန်တော်တို့ဒီဟောပါတော့စီဝါပါတော့စီဝါကောက်ွက်စီဝါကောက်ွက်လည်းတင်ပေးခဲ့ပြီးပြီးရင်ခြေနောက်ထိုးခြေနောက်ထိုးလည်းတင်ပေးခဲ့ပြီးပြီးခြေရှိထုတ်ခြေရှိထုတ်ပြီးသွားတော့ကျွန်တော်နောက်ဆုံးတင်ပေးခဲ့တဲ့အယုတ်တက်စင်ကောက်ွက်ကိုကျွန်တော်တင်ပေးခဲ့တာဖြစ်ပါတယ်အယုတ်တက်စင်ကောက်ွက်မှာကျွန်တော်တို့ဒီသူ့ရဲ့ကောက်ွက်တစ်ခုတည်းကမယ်ဆိုရင်တော့ကျွန်တော်အပြန်ပြမယ်ပေါ့နော်ချွင်းတချွင်းနှစ်ချွင်း၃ချွင်းလေးချွင်းစုပ်တယ်ငါချွင်း၆ချွင်း9ချွင်း ရှစ်ဆိုပြီးတော့ကျွန်တော်ကဒီလိုမူလကွင်ပုံစံတိုင်းကျွန်တော်ကနောက်ဆုံးရှစ်မှာပြန်သိမ်းခိုင်းထားပါတယ်။ဒါပေမဲ့အခုကျွန်တော်တို့ဒီအယုတ်ဒီ20ပြေအငိမ့်ပြေပေါ့နော်။အဲ့ဒါနဲ့အယုတ်တက်စင်းနဲ့ဆက်တော်မယ်ဆိုရင်ကျွန်တော်နောက်ဆုံးဒီရှစ်မှာကွင်တိုင်းပြန်မယူပဲနဲ့ဟာ sorry ခြွင်းခုနှစ်ခြွင်းရှစ်ဆိုပြီးတော့ခြေထောက်ကိုနောက်ကိုပဲထိုးပါမယ်နော်ကျွန်တော်ရှစ်မှာနောက်ဆုတ်ခဲ့တယ်လို့ပဲပုံမှန်တိုင်းပဲခြေထောက်နောက်ကလေးပဲထိုးပါမယ်ဒါပေမဲ့ကောက်ွက်တကွက်ထဲကျင့်မယ်ဆိုရင်တော့ခြွင်းတစ်ခြွင်း နှစ်ခြွင်သုံးခြွင်လေးတကွက်ထက်ကျင့်မယ်ဆိုတော့မူလကွယ်အတိုင်းပြန်ကြပါဒါပေမဲ့အားလုံးနဲ့တွဲပြီးတော့လေ့ကျင့်တော့မယ်ဆိုရင်တော့ခြွင်ရှစ်မှာရှစ်ကိုနောက်ကိုခြေောက်ထိုးလိုက်ပါမယ်နော်နောက်ကိုခြေောက်ထိုးလိုက်မှဒီနှစ်ဆင့်ပြေးအငိမ့်ပြေးနဲ့ကျွန်တော်တို့တွဲဖက်ပြီးတော့ဆက်သွားလို့အဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အယုတ်တက်ဆင်းလေးပြန်ပြန်ကားပြရမယ်နော်ဒီအားလုံးနဲ့တွဲတဲ့ဟာလေးကိုပြန်ကားပြရမယ်ခြွင်တစ်ခြွင်နှစ်ခြွင်သုံး ချွင်လေးချွင်ငါချွင်ချောက်ချွင်ခုနှစ်ချွင်ရှစ်ဒီလိုလေးပေါ့နော်ဒီလိုပြီးသွားတယ်ဟုတ်ပြီဒီလိုပြီးသွားပြီဆိုရင်ကျွန်တော်နှစ်ဆင့်ပြေးကျွန်တော်အငိမ့်ပြေးနှစ်ဆင့်ပြေးပေါ့နော်ဒီနေ့သင်ကြားပေးမယ်အငိမ့်ပြေးနှစ်ဆင့်ပြေးကခြားတော့ကျွန်တော်တို့နှစ်ဆင့်ပြေးလို့ပြောတဲ့အတွက်ကြောင့် तू က6လောက်ကိုနှစ်ဆင့်သွားရမှာနှစ်ဆင့်သွားရမှာအဲ့တော့ဘယ်လိုနှစ်ဆင့်သွားမလဲဆိုတော့ပထမဦးဆုံးဒီညာဘက်6လောက်တက်လိုက်တယ်ဆိုရင် တက်တက်ခြေောက်ကသွားနှစ်ဆင့်သွားရမှာပေါ့နော်အဲ့တော့ဒီခြေောက်နှစ်ဆင့်သွားဖို့အတွက်ကိုဒီနောက်မှရှိတဲ့ခြေောက်လေးကလိုက်ပြီးကူပေးရပေါ့နော်ကူပေးတဲ့သဘောပေါ့နော်စမယ်ကျွန်တော်ပြမယ်ထမိန်နာခတ်တယ်မူလပုံစံနဲ့အယုတ်တက်ဆင်းလို့ပဲတစ်ချက်လှမ်းလိုက်တယ်နော်အယုတ်တက်ဆင်းဒီခြေောက်ကဘလောက်กว่าဝေးလှမ်းရမှာဆိုကျွန်တော်ရှေ့မှာယုတ်တက်ဆင်းမှာပြောခဲ့ပြီးဖြစ်တဲ့တကြောင်ကျွန်တော်မရှင်းဘူးဆိုရင်ရှေ့ပြီးတွေ့တစ်ချက်ကြည့်လိုက်ပါနော်အဲ့တော့ချွင်းဒါချွင်းပေါ့နော်တစ်ချက်လှမ်းလိုက်တာချွင်း စပြီခြွင်ခြွင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့နောက်ချက်တော့ဘဲချေဘဲချေကသူ့ကိုတစ်ချက်နှမ်းပေးရမယ်တစ်ချက်ခိုးပြီးလှမ်းပေးရမယ်เนาะအမ်ဘဲချေအမ်လိုက်တော့မှအမ်ဆိုပြီးတော့တစ်ချက်ယူလိုက်တော့မှညာချေကတစ်ချက်တောက်ဆိုပြီးတော့ပြန်လှမ်းပါမယ်เนาะအဲ့တော့ကျွန်တော်ဒီဘေးဆောင်လေးပြပေးမယ်เนาะဘေးဆောင်လေးပြရမယ်ဆိုရင်ခြွင်တစ်ချက်ယူထားတယ်ပြီးရင်ဘဲချေလေးနောက်ချက်တော့လေးကတစ်ချက်လိုက်တယ်ပြီးတော့မှညာချေလေးကတောက်ဆိုပြီးတော့ အဲ့လိုမျိုးယူမှာပေါ့နော်အဲ့တော့ခြွင်းအန်တောက်အဲ့တော့ကျွန်တော်တောက်နေရာမှာကျွန်တော်1လို့တုံးမှာပေါ့နော်1လို့တုံးမှာပေါ့အဲ့တော့ဖြည်းဖြည်းလေးပြန်ပြမယ်ဒီလိုပြီးထားတဲ့ဟာကိုခြွင်းအန်တစ်ခြွင်းအန်နှစ်အဲ့တော့ဘဲချေခုနပြောခြွင်းအန်တစ်ကတော့ညာချေတက်တာပေါ့နော်ညာပြီးသွားပြီဒီလိုပြီးထားပြီဘဲချေတက်တဲ့ချိန်ကျရင်လည်းအဲ့လိုပဲခြွင်းပြီးရင်နောက်မှရှိတဲ့ညာချေညာချေလေးကလိုက်မယ် and ပြီးရင်ဘယ်ခြေပြန်လှမ်းမယ်နှစ်အဲ့လိုပုံစံလေးပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဒါရှစ်ဝါးတိတိကရှစ်ဝါးတိတိကမယ်ဆိုတော့ကျွန်တော်ဖြည်းဖြည်းလေးကျွန်တော်ပြမယ်ခြွင် and 1ခြွင် and 2ပထမဦးဆုံးမှာဒီခြေတော့လေးကိုကျွန်တော်တို့ရအောင် လေ့ကျင့်ပါအဲ့ခြေတော့လေးကိုရအောင်လေ့ကျင့်မှုအတွက်ဆိုရင်ကျွန်တော်တို့ဒါရိုက်ရှင်ကိုမပြောင်းမင်းနဲ့တက်တက်လေးပဲလေ့ကျင့်ခြွင် and 1 ချွင်အန်နှစ်ချွင်အန်သုံးချွင်အန်လေးအဲ့ဒါကိုများများလေးချင်းလေးချင်းလို့ရသွားပြီဆိုရင်ကျွန်တော်တို့၈ဝါရဲ့ကျွန်တော်တို့ဒီကရမယ့်ပုံစံလေးကကျွန်တော်တို့ဒီဝိုင်းမိကရမှာပေါ့နော်အငိမ့်ပြေးလို့ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီအငိမ့်မင်းသမီးတွေကျွန်တော်ဝိုင်းမိအဲ့လိုပြေးသလိုပုံစံမျိုးလေးအဲဒီလိုမျိုးလေးပေါ့ဟဲ့အဲ့လိုမျိုးလေးကမှာအဲ့အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးကမှာ အဲ့ဒီဟာအတွက်ကိုကျွန်တော်ဒီခြေရောက်ကိုလေ့ကျင့်နေရတာဖြစ်တဲ့ကြောင့်ကျွန်တော်ဝိုင်းပြီးသွားမယ်ဘလောက်မှာနံပါတ်ဘလောက်မှာဘလောက်ဝိုင်းမလဲနံပါတ်ဘလောက်မှာဘလောက်ဝိုင်းမလဲဆိုတော့ကျွန်တော်ခုပြောပြမယ်နံပါတ်1ကဒီခြေရောက်ကိုရအောင်အရင်လေ့ကျင့်ပါခြွင်အန်1ခြွင်အန်2ခြွင်အန်3အဲ့ခြေရောက်ကိုအရင်လေ့ကျင့်ပါဖြစ်ဖြစ်လေ့ကျင့်ဖြစ်ဖြစ်လေ့ကျင့်လို့ပိုင်လာပြီဆိုရင်နည်း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 မြင်မြင်မြင်လေ့ကျင့်ပြီးတော့အချွင်အန်1ချွင်အန်2ချွင်အန်3အဲ့လောက်ဒီအမြန်ရအောင်ကျွန်တော်တို့ ဖြည့်ပြခြင်းလေးလေ့ကျင့်သွားပါနော်အဲ့ခြေတော့ရသွားပြီဆိုရင်ကျွန်တော်တို့ကျွန်တော်တို့နံပါတ်1နဲ့2ကိုဒီခြေတော့အတိုင်းကိုရှေ့ကိုတက်မယ်ပေါ့နော်ခြွင်အန်1ခြွင်အန်2နောက်နှစ်ဝါးပြီးသွားပြီပေါ့နော်ခြွင်အံသုံးကြရင်ကျွန်တော်ဒီဘေဘက်အချမ်းရဲ့ဘေဘက်တောက်ဘက်ကိုမျက်နှာ direction ယူလိုက်ပါမယ်မျက်နှာမူလိုက်မယ်ခြွင်အံသုံးဒါဘေဘက်တောက်ကိုမျက်နှာမူလိုက်ပြီးခြွင်အံသုံး ချွင်အံလေးကြတော့ကျွန်တော်တို့ဒီဘယ်ဘက်ရဲ့နောက်ထောက်ကိုမျက်နှာမူမယ်ချွင်အံလေးဒါလေးနောက်ဘက်ရောက်သွားပြီချွင်အံငါးကြတော့နောက်တက်တဲ့ကိုမျက်နှာမူမယ်ချွင်အံငါချွင်အံ6ကြတော့ညာဘက်ကိုတောက်ကိုမျက်နှာမူမယ်ချွင်အံ6ချွင်အံ9ကြတော့ကျွန်တော်တို့ဒီညာဘက်ဒီဘက်ရှေ့ဘက်တောက်ပေါ့နော်ချွင်အံ9 နောက်ဆုံးခြွင်အန်ရှစ်ကြတော့ရှစ်တက်တဲ့ကိုပြန်လှည့်လိုက်မယ်ခြွင်အန်ရှစ်ဒါပါပဲကျွန်တော်ဖြည်းဖြည်းလေးပြန်ပြမယ်เนาะဦးနှာဟာလေးကိုဘယ်ဘက်ကိုဘယ်လိုမျက်နှာမူလဲဆိုတော့စမယ်စ you ခြွင်အန်တက်ရှစ်တက်တဲ့ခြွင်အန်နှစ်ရှစ်ပဲခြွင်အန်သုံးဘယ်ဘက်တော့ခြွင်အန်လေးဘယ်ဘက်တော့နောက်ကိုခြွင်အန်ငါနောက်တက်တဲ့ကို ခြွင်အမ်6ညာဘက်တော့နောက်ကိုခြွင်အမ်ခုနှစ်ညာဘက်တော့အရှိကိုခြွင်အမ်၈၈တက်တက်ပြန်ဟောပါပြီ Okay အဲ့ဒါပါပဲအဲ့တော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်အမြန်ကပြမယ်နှစ်ခေါက်ကပြမှာပေါ့နော်တိုးပေရိုဘေတိုးပေရိုဘေပြေပြေပပြေပပြေပချွင်အမ်1 chuen an ne chuen an tong chuen an le chuen an nga chuen an cha chuen an kune chuen an shi okay na ta me bie bie pa bie pa bie pa chuen an de an ne an an le an nga an cha ခြွင်အန်ခုနှစ်ခြွင်အန်ရှစ်ကဲအခုတော့ဒီအငိမ့်ပြေးနှစ်ဆင်ပြေးလေးကိုကျွန်တော်ဒီလုံးလေးနဲ့အတူတူကျွန်တော်ရှေ့ရကောက်ွက်တွေရောပေါင်းပြီးတော့ပြန်ပြီးကပြပေးပါမယ်နော်အမျိုးသမီးအခြေခံကပြလွတ်ပထမဆင့် ယ်အခုဆိုရင်တော့ကျွန်တော်ဒါတီးလုံးလေးနဲ့ဒီရှေ့မှာတင်ခဲ့တဲ့ကောက်ွက်တွေအကုန်လုံးတီးလုံးလေးနဲ့ကပြခဲ့တာဖြစ်ပါတယ်အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့မြင်ပါတယ်အဲကျွန်တော်လေ့ကျင့်တဲ့ချိန်မှာခက်ခဲရှိခဲ့ကျွန်တော်တို့ဒီနေရာလေးတစ်ခုပေါ့နော်ခြေောက်လေးဘလို့ယူရလဲယူစာလေးဘလို့ယူရလဲဆိုတာဒါစီးစီးဝါယူစာလေးတွေတကယ်လို့နားမလဲတာရှိရင်အာကျွန်တော်ကိုလမ်းမင်းလို့ရပါတယ်ကျွန်တော်ဖြေကြားပေးနိုင်ပါတယ်အဲ့တော့ဒီနှစ်ဆင့်ပြေးလေးအငိမ့်ပြေးလေးပေါ့နော်။ဒါလေးကအရန်ရေးကြည့်တယ်။နောက်တစ်ကြောင်ကျွန်တော်တို့ အဲတည်တည်ဆချာလေးလေ့ကျင့်မှာအရင်ဆုံးကျွန်တော်တို့ဒီနှစ်ဆင့်ပြည့်ဖြစ်တဲ့ဒီဒီသွားတဲ့ style လေးကိုရအောင်အရင်လုပ်ပါရပြီဆိုမှကျွန်တော်တို့နံပါတ်3မှာဘယ်ဘက်တောက်လေးကိုလှည့်မယ်နောက်လေးကိုလှည့်မယ်ဒီနောက်တက်တက်ကိုလှည့်မယ်အဲ့လိုဇောင်းလေးလှည့်မယ်ဒီဇောင်းလေးလှည့်မယ်ပြီးရင်ရှေ့ဘက်လေးပြန်လှည့်မယ်ပေါ့နော်အဲ့လိုလေ့ကျင့်ပါနော်အဲ့တော့ဒီဟာကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဟိုတုန်းကဒီတပင်းမိခင်ကြီးတွေအငိမ့်မိခင်ကြီးတွေကခဲ့တဲ့ဒါနှစ်ဆင့်ပြည့်ပေါ့နော်အငိမ့်ပြည့် အဲနှစ်ဆင့်ပြေးလို့ခေါ်တာပေါ့တော်တော်များများပြောတာအငိမ်ပြေးနှစ်ဆင့်ပြေးနှစ်ခုလုံးတော့ခေါ်ကြပါတယ်ဟုတ်အဲ့တော့ဒီကတော်တော်များများအသုံးများတဲ့ခြေတော့ကောက်ွက်လေးဖြစ်ပါတယ်အဲ့တော့တိတိချာချာလေးလေ့ကျင့်ပါကိုပိုင်အောင်ကြိုးစားပါခုနပြောသလိုကျွန်တော်သင်ပေးတာကိုဗီဒီယိုလေးပဲဖွင့်ကြည့်ပြီးတော့ကျွန်တော်မလေ့ကျင့်မနေနိုင်မယ်ဆိုရင်တော့ဒါကျွန်တော်သင်ပေးတဲ့ပညာကျွန်တော်စီမှာပဲရှိမှာပါအဲ့လိုမိမိတို့မမတို့ညီမတို့တိတိချာချာဒီကောက်ွက်လေးကိုပိုင်ပိုင်နိုင်ခြင်းနဲ့ဆိုရင်ကိုပိုင် ဖြစ်သွားခြင်းနဲ့ဆိုရင်တော့အချိန်ပေါင်းများစွာလေ့ကျင့်ဖို့လိုအပ်ပါတယ် ခဏပြောသလိုကာကွက်တစ်ခွက်ကိုဘယ်လောက်လေ့ကျင့်ဖို့လိုလဲလို့ကျွန်တော်မေးရင်တော့ကျွန်တော်တော့ပြောမှာကာကွက်တစ်ခွက်ကိုအကောင့်နှစ်ထောင်လောက်လေ့ကျင့်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့အဲ့ဒါမှဒီကာကွက်ကိုကိုကပိုင်းပိုင်းနိုင်နိုင်နဲ့ဘဲချင်းကထကထကအဲ့ HM ဘူးတူနဲ့ထကရင်တော့မှကြာပိုင်းနိုင်နေမှာဖြစ်ပါတယ်ရနေမှာဖြစ်ပါတယ်အဲ့တော့ဘယ်ပညာပဲဖြစ်ဖြစ်ကျွန်တော်တို့ပညာတစ်ခုကိုကျွန်တော်တို့လေ့လာရမယ်စီးပူးရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ lesson ပေါ့နော်လေ့ကျင့်ကလေးတစ်ခုကိုဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်အများဆုံး account 1000လောက်တော့လေ့ကျင့်ဖို့လိုအပ်ပါတယ်တကယ်လို့မဟုတ်ဘူးအဲ့လောက်မလုပ်နိုင်ဘူးဆိုရင်လည်းရပါတယ်900 1000လောက်တော့အတက်နိုင်ဆုံး100 200လောက်ပေါ့နော်ကိုနိုင်တဲ့လောက်လေးတွေပေါ့လေ့ကျင့်ဖို့လိုအပ်ပါတယ်ကျွန်တော်ဒါလေ့ကျင့်စေချင်ပါတယ်အဓိကတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ကြည့်ရုံပဲကြည့်မယ်ဆိုတော့အဲအဲသူကတာလေးကမစိုးဟဲ့အဆင်ပြေတယ်ဟဲ့ဆိုလောက်နိုင်ပြီးသွားမယ်ကိုရလိုက်မှာမဟုတ်ပါဘူးအဲ့တော့ကိုကိုရဖို့အတွက်ဒီကောက်ွက်လေးကိုကိုပိုင်ပိုင်နိုင်နိုင်ရဖို့အတွက်ကိုကိုတိုင်လေ့ကျင့်ယူရတာဖြစ်ပါတယ်ကျွန်တော်က ဘလို့ကပါဘလို့ကပါလို့ပဲကျွန်တော်ပြောပြလို့ရပါတယ်ခုနပြောသလိုအဲကျွန်တော်ကပြလိုက်တာ ਨੇ အမတို့ညီမတို့ကရသွားလိုက်မှာမဟုတ်ပါဘူးကျွန်တော်ကကပြလိုက်တာပဲရှိရဲ။အော်ကြည့်လို့ကောင်းလိုက်တာဒါလောက်ပဲ။အဲကြည့်ရဆိုးလိုက်တာဒါလောက်ပဲပေါ့နော်ဝေဖန်လို့ရမယ်။ကိုကိုတိုင်းဒီကောက်ကိုပိုင်နိုင်မှုအတွက်ခုနလိုပဲကျွန်တော်ထပ်ခါတခါပြောနေရပါတယ်။ကိုဘသားကိုလေ့ကျင့်ယူပါမှာဖြစ်ပါတယ်။လေ့ကျင့်မှုအတွက်မပြင်းပါနဲ့။ဒီအကပညာကိုကလေ့လာခြင်းနဲ့ကျွန်တော်ဟိုတတ်ထားခြင်းနဲ့ဆိုရင်တော့အဲကိုအခြားပညာတွေကိုလေ့ကျင့်သလိုပဲဒါလေးကိုလည်း လေ့ကျင့်မှာထပ်ခါတကလေ့ကျင့်မှာပြင်နိုင်မယ်ဆိုတော့ကိုရှင်မှာမှန်လေးတစ်ချက်ထားပြီးတော့အဲလေ့ကျင့်မယ်ဆိုတော့ခုနကကိုယ့်ရဲ့အမှားလေးတွေပေါ့နော်ကျွန်တော်ဗီဒီယိုလေးနဲ့ရှင်းကြည့်ကိုယ့်ရဲ့အမှားလေးငါဘယ်နှမားနေလဲငါဘယ်နှလိုအပ်နေလဲငါခါလိုနေလားငါခေါင်းလိုနေလားငါလက်လိုနေလားငါခြေထောက်လိုနေလားဆိုတော့မှန်လေးနဲ့ပြန်ကြည့်ပြန်ကြည့်ပြီးတော့အဲကျွန်တော်ဗီဒီယိုလေးနဲ့ပြန်လိုင်းရှင်းကြည့်အဲဒါဆိုရင်ကိုယ့်ရဲ့အမြင်ပေါ့နော်ကို့အမြင်ဘယ်လောက်ရှိလဲဆိုတာသိရမယ်အပြီးဝဗီဒီယိုလေးရိုက်ပြီးတော့ကျွန်တော်လည်းပြန်ပို့ပေးလို့ရတယ်ကျွန်တော်ကလိုအပ်တာလေးကျွန်တော်ပြောပြလို့ရတာပေါ့နော်အဲ့တော့ ကိုမသိတာအဲကိုမကြွမ်းကျင်တာလေးတွေကိုမသိနိုင်တဲ့အပိုင်းလေးတွေမရှင်းတဲ့အပိုင်းလေးရှိရင်ကျွန်တော်လှမ်းမေးပါလို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးဒီအငိမ့်ပြေးနှဆင့်ပြေးလေးကိုလေ့ကျင့်လို့အဆင်ပြေကြပါစေရကြပါစေလို့ဆုတောင်းပေးပါတယ်ကဲကျွန်တော်ရဲ့ YouTube channel လေးကိုလည်းကျွန်တော်တို့ like လေးတွေ subscribe လုပ်ပေးပါအဲကျွန်တော်ကိုလည်း channel လေးကိုလည်းအားပေးပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်နောက်ထပ်ဗီဒီယိုအစ်စ်အစ်စ်တွေကိုဆက်ပြီးတော့လေ့လာဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like subscribe notification bell ကိုနှိပ်ပေးထားဖို့တောင်းဆိုပါရစေခင်ဗျာ။